လမ်းမှာမင်းရဲ့နာမည်ကိုလူတို့ကပြောနေတာကိုကြားလို့ပုံနေကြတဲ့မဟာမေးကျင့်သူအချို့ကိုတော်တက်လိုက်သေးတယ်။ချင်းရွှေရဘာမှမဟုတ်တယ်လို့ပြောပေမဲ့ဝလင်းကထိုရတင်းခဲ့တယ်ကိစ္စမဟုတ်ဘူးဆိုတာသိပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတောင်းချင်ပါတယ်။ တကယ်တော့သူပြောသလိုပါပဲမဟာမေရဲ့တက်ဖြတ်ခြင်းနဲ့ပေရမိုးကြိုးကောင်းတဲ့အရှင်ရှုမှုကိုလိုက်လံပြီးတော့ရှာဖွေနေစေပါဝန်လင်းကလီဟာနေထဲကိုဝင်သွားပြီမဲ့သူတို့ကလက်မလျှော့ပဲစနစ်ခဲကြပါတယ်သူဝရင်သူတို့ကပြန်ချင်းမသွားပဲကောင်းကင်တခွင်ကျဉ်းကျဉ်းသူတွေရှိနေတဲ့နေရာနာမှာအဖေနှဖွဲခွဲနေကြပါတယ်ထိုတက်ဖြတ်ခြင်းနဲ့ပေရအင်မတန်မှကန်ဆိုးပြီးသူတို့ထဲကအဖွဲတစ်ဖွဲကချင်းရွှေ့နေရင်ဆိုင်ခဲ့ရပါတယ်အလုံးကတည်ဆုံသွားပြီးခေါင်းဆောင်အောင်ချင်းရွှေ့ရဲ့ဝါမြူချင်းကိုခံလိုက်ရပါတယ်ဝလင်းကသူ့ရဲ့တလုံးအဲ့ကိုပို့လိုက်တော့ရွှံပေါ်ရဲ့မူလာဝဉဉဏ်ကထွက်လာပါတယ်သူကထိုရောက်ချင်းရွှေ့စီကိုပြေးပေးလိုက်ပါ တယ်။ချင်းရွှေကဖမ်းယူလိုက်ပြီးသူ့ရဲ့လက်ကရှမ်ပိုရဲ့မြခုံးတစ်ခုချောင်းကိုထည့်လိုက်ပါတယ်။ကောင်းကင်မူလဆွမ်းအင်ကချင်းရွှေရဲ့လက်ထဲကိုစီးဝင်သွားပြီးရှမ်ပိုကနိုးလာပါတယ်။ဝမ်းနဲ့ချိတ်ခွဲတဲ့အော်တန်များကလည်းထွက်လာပြီးသူ့ရဲ့မူလဝိညာဉ်ဟာတွန်းလှန်နေပါတယ်။ချင်းရွှေရဲ့မျက်နှာကလည်းမှိုင်းညွနေပြီးမျက်လုံးလေးကိုမှိတ်ထားပါတယ်။အတော်ကြာပြီးရဲ့နောက်သူကမျက်လုံးကိုဖင်လိုက်တော့သူ့ရဲ့မျက်နှာမှာစီနင်းနေရာဖုံးလွှမ်းနေပါတယ်။သူကရှမ်ပိုရဲ့မူလဝိညာဉ်ကိုဝလင်းစီကိုပြင်ပစ်ပေးလိုက်ပါတယ်။ဝလင်းကဘာပြောပဲရှမ်ပိုရဲ့မူလဝိညာဉ်ကိုဖမ်းယူလိုက်ပါတယ်။ထို့မူလဝိညာဉ်ကဒိဋ္ဌိလင်းနေပြီးကောင်းကင်မူလဆွမ်းရဲ့အရင်းမြစ်တစ်ခုဖြစ်တာကြံတော့ပါတယ်။ ရှေးတုန်းကဂုံတိတ်ခရှိခဲ့တဲ့ကောင်းရဲ့အရှင်ရွှန်ထွန်းဂျူနီယာကဒီလိုပဲအဆုံးသတ်သွားပါတယ်။ကောင်းရဲ့အရှင်ဖြစ်ဖြစ်ကျဉ်းကျဉ်းသူဖြစ်ဖြစ်ပေါ်စားမိမယ်ဆိုရင်ဒီလိုအခြေအနေမျိုးဖြစ်သွားနိုင်တယ်လို့ပြောရပါလိမ့်မယ်။ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့အတန်မာဆုံးနဲ့အပြင်းထန်ဆုံးဖြစ်အောင်စူးစမ်းရပါလိမ့်မယ်။ဝလင်းကထုံမူလာဝိညာဉ်ကိုသူ့ရဲ့တွန်တော်အိတ်ထဲကိုထည့်လိုက်ပြီးချင်းရွှေ့ကိုကြည့်လိုက်ပါတယ်။ချင်းရွှေ့ရဲ့မျက်နှာကပုံမှန်ဖြစ်သွားပြီးကြမ်းတမ်းတဲ့အရင်းအောင်တစ်ခုကရှိနေပါတယ်။သူကရွှန်ပွဲရဲ့မူလာဝိညာဉ်ထဲကနေအရင်းမျိုးတစ်ခုကိုတွေ့ခဲ့ရပါတယ်။ချင်းရွှေ့ကဝလင်းကိုကြည့်ပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။ရှုမှု ငါမဟာမေးရဲ့တဖက်ချင်းနဲ့ပဲကိုပစိတခုကိုတော်ယူဖို့အတွက်လိုအပ်တယ်။မင်းကငါနဲ့တူလိုက်ခဲ့မလား။ဝန်လင်းကခဏစဉ်းစားပြီးတော့ပြောလိုက်ပါတယ်။အကိုကြီးကကျွန်တော်ကို၁၀ရက်လောက်ဆောက်ပေးလို့ရမလား။ချင်းရွှေ့ရလဲခေါင်းညိတ်ပြီးတော့ပြောလိုက်ပါတယ်။ကောင်းပြီလေ။၁၀ရက်နေငါမင်းကိုလာရှာမယ်။ ချင်းရွှေရအချိန်မဖြုံးမဲခြေတလန်းလှမ်းပြီးလီဟာနေထဲမှာပြက်ကွက်သွားပါတယ်။သူကပြက်ကွက်သွားတဲ့အချိန်မှာကြောင်မဖွေရကောင်းတဲ့တဖက်ချင်းတဲ့စိတ်ကလည်းချက်ချင်းပဲပြက်ကွက်သွားပါတယ်။ဝလင်းကတပင်းဝင်ချလိုက်ပြီးချင်းရွှေကရှင်ပေါ်ရဲ့မူလဝဉ္ဉေထဲကတဲရုပ်ကိုရှာတွေ့သွားတယ်ဆိုတာသူကသိပါတယ်။ခနာတာစဉ်းစားပြီးရင်တော့သူကခြေတလန်းလှမ်းလိုက်တော့သူ့ရဲ့ခြေအောက်မှာလိုင်းနေရပေါ်လာပြီးသူကကဘာနဲ့ပေါင်းဆက်သွားပါတယ်။ ူကဆယ်ရက်တောင်းတာသူလိုရမဲ့ကိစ္စနှစ်ခုရှိလို့ပါမဟာမိမြောက်ပိုင်းထေသားမှာကျင်းကျဲရင်ဂျိုတစ်ခုကရှိပါတယ်ထိုဂျိုကမြောက်ပိုင်းထေသားရဲ့အနေဆိုင်ဆုံးနေရာမှာရှိနေပြီးရဲအနေငယ်ရာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့ဝေးတာကြောင့်ကြီးမားတဲ့တိုက်ပွဲရဲ့တရားမှုမရှိပါဘူးထိုဂျိုကဝဉဉ်စွမ်းရည်များနဲ့ပြင်းထန်နေပြီးတစ်တော်ရီနဲ့ဖုံးလန်းနေပါတယ်ထိုရာကတော့အဆင့်ခွနစ်ကျင်းကျဲရင်ဂျိုပါထိုချွေးပက်လက်မှာပို့ပြီးတော့တင်းခဲ့တဲ့ချင်းချင်းရီဂျိုသုံးခုဟာရှိပြီးသူတို့ကဒုတိယဂျိုတွေပါ ထိုအစင်းခွနဲ့ချင်းကျင်းချိုးမှာအလွန်အမလှပတဲ့နာမည်တစ်ခုကလည်းရှိပါတယ်ထိုရာတော့မှောင်မိုက်လာလို့ခေါ်ပါတယ်မှောင်မိုက်လာဂျိုရဲ့အများစုကိုတစ်တော်တွေကဖုံးလွှမ်းထားပြီးလူသားတွေကဂျိုတစ်ခုလုံးမှပြောင်းချင်းနေပါတယ်မြပြလာတဲ့တောင်တွေထဲမှလည်းချင်းကျင်းရေခိုင်းတွေအများကြီးရရှိပါတယ်ဂျိုရဲ့တောင်ပိုင်းမှာနာမည်ကြီးတောင်တစ်ခုကလည်းရှိပါတယ်ထိုရာကိုကောင်းကင်တောင်လို့ခေါ်ပါတယ်ထိုတောင်ကအလွန်အမမြင့်ပါပြီးထိပ်ဖြားမှမြူတွေကဖုံးလွှမ်းထားပါတယ်ထိပ်ဖြားကဘာမှရှိလဲဆိုတာဘယ်သူကမှမသိပါဘူး ကြောက်တန်းလေးတစ်ခုကတောင်ပေါ်ကိုဥတည်နေပြီးကျန်တာကတော့မိုးတိမ်ထဲမှာပုန်းနေပါလေထိုနေရာကကောင်းကင်ဘုံနယ်ပယ်လို့တော့ထင်ရပါလေနေ့တိုင်းမနေ့တိုင်းတောင်ထိပ်ကနေခေါလုံးတန်တွေကထွက်ပေါ်လာပါတယ်လာပါတဲ့ငှက်အချို့ကမိုးတိမ်ကြားကနေပြန်ထွက်လာပြီးကောင်းကင်ဘုံမှာလှည့်လည်နေကြပါတယ် သူတို့ရဲ့အော်ဒန်တွေကခေါင်းလုံးတန်နေနဲ့ရောရဲနေကြပါတယ်ထုံမြင်ကွင်းကဗတိကားရဲရမြေကွင်းတစ်ခုလိုပါပဲပုံကွဲနေတဲ့နိဗ္ဗာန်ဘုံလိုပဲအလုံးအမကျော်ရှင်းလာပါပါတယ်ခေါင်းလုံးတန်တွေကမူတိတ်တွေကိုဖောက်ထင်းသွားသလိုတောင်ထိပ်ကားတွေပြန့်နှံ့လာပါတယ်ကြားသူတိုင်းရဲ့နှလုံးသားကိုညံ့ညက်စေပါတယ်တောင်ချိန်မှာလူသားရွာလေးတွေ့ရတာလည်းရှိပါတယ်လူတွေအများကြီးရမရှိပါဘူးမိသားစုတရာလောက်ပဲရှိပါမယ်ရွာပန်းပိနေနဲ့ပြင်းထန်နေပြီးပန်းပိနေရလည်းအပြည့်ပွင့်နေပါတယ် လေတစ်ချက်တိုက်လိုက်ရင်ပန်ပွင့်နေတဲ့ရနက်ကပြက်နက်သွားပါတယ်ပန်ပွင့်ရနက်ရရင်စိတ်ကိုငြိမ်စေပါတယ်ခေါင်းလုံးတန်တွေကမနှက်ဆွဆောမှာညာရဲ့အိဆက်မှုကိုဖျက်ရှားပေးလိုက်သလိုပဲမြှုပ်ခိုးရည်နဲ့ခွေးရောင်တန်တွေကလည်းထွက်လာပါတယ်မြှုပ်ခိုးရည်ကလေထဲမှာမျောလင်းနေရင်ညာရဲ့နောက်ဆုံးအမောင်ထုကိုဖျက်ရှားပေးလိုက်သလိုပါပဲအဝေးရနဲ့ကြီးမြန်ဆိုရင်ရွေလျားနေတဲ့ပုံတစ်ခုလိုပါပဲဝက်လင်းကအဝေးမှာတိတ်ဆိတ်စွာနဲ့ရက်နေပြီးရှေးရရွာလေးကိုကြီးနေပါတယ်မိခိုးရည်ဂျိန်ထုံးနေတဲ့ပန်ပွင့်နေရတက်ကြွနေပြီးအိမ်တရာနီးပါးကငြိမ်သက်နေပါတယ်တက်ကြွတဲ့အရာလုံးကငြိမ်သက်တဲ့အရာလုံးရဲ့စန့်ကျင်ဘက်ဖြစ်နေပါတယ် အားလက်တဲ့ဘွားနဲ့အလုံများတဲ့ဘွားလိုပဲထိုးပေါင်းဆက်မှုကဝင်လင်းကိုယင်းနီးတယ်လို့မယင်းနီးတယ်လို့ခံစားစေပါတယ်။သူပြန်အမှတ်ရတာရှိရရမှုပဲ။ဟင်းသားဗလာဂျူဘွားကသူ့ရဲ့ငယ်ဘွားပါခေါလုံးတန်နေကြားနေဝေးတဲ့နေရာမှာကလေးတစ်ချင်းတစ်ပုတ်ရဲ့အစိပ်ပိုင်းလေးကိုသူကကြားလိုက်ရပါတယ်။ မမွန်ပန်းပင်ကပန်းဖြူတွေပွင့်နေသမီးတို့တောင်ကိုခိုင်းကိုမခေါ်သွားဘူးမနစ်ကလန်ဒုတိယကတောင်ပေါ်တက်သွားတယ်တနေ့ကြတော့လန်ပထမကအယိုးတွေပဲကျန်တော့တယ်သမီးရဲ့ငိုတန်လူသေးတွေနဲ့အတူလိုက်ပါသွားပေမဲ့ခေါင်းတလောကိုမိသားစုလိုမှတ်ယူတယ်မမွန်ပန်းပင်ကပန်းဖြူတွေပွင့်နေကလေးလေးကိုတောင်အိုရီကမခေါ်သွားတဲ့ဟုတ်ငါရဲ့အသက်ကဘလောက်လဲမင်းရင်ငါတောင်အိုမရှာတွေ့သေးဘူးလို့ဖြေရမယ်ခွေးရဟောင်းနေကြောင်ဝါကုတ်တယ်တောင်အိုအိမ်ပြန်ပြီးတော့ပြေးစီတယ် ခေါင်းလုံးတန်ကြီးလင်းစွာနဲ့မိဟင်းနေတဲ့အချိန်မှာနူညံ့တဲ့ကလေးတန်တစ်ခုကဝလင်ရဲ့နားထဲကိုဝင်လာပါတယ်။ကလေးတစ်ယောက်ကတင်းကျတဲ့ဦးစားလေးကိုဝှက်ထားပြီးကျွဲတခွန်ပေါ်မှာစီးပြီးတော့ရွာဘက်ကိုရှောက်လာနေပါတယ်။ကျွဲရဲ့နှာခေါင်းမှာခေါင်းလုံးတစ်ခုကိုချိတ်ထားတဲ့တန်ကွင်းတစ်ခုကလည်းရှိပါတယ်။ကျွဲကရှောက်သွားတဲ့အခါခေါင်းလုံးတွေကအစမပြတ်မြည်နေပါတယ်။နွားပေါက်အချို့ကကျွဲနောက်ကနေလိုက်နေကြပါတယ်။ကလေးကဝလင်ကိုမြင်တော့မကြောက်ပဲကလေးတစ်ချင်းကိုဆက်ဆုပ်နေမိ့ဝလင်စီကိုချင်းကပ်လာပါတယ်။ကလေးကခေါင်းဆောင်ပြီးတော့သူ့ရဲ့မျက်လုံးလေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်ပြောလိုက်ပါတယ်။ ဘာလို့ဒီမှာနေနေရလဲလမ်းပြောင်းနေရလားဝလင်းကလည်းပြုံးပြီးတော့ခေါင်းကြီးလိုက်ပါရင်ဒီနေရာကဘယ်နေရလဲခလေးကရှေ့ကိုလညုံနဲ့ထိုးပြီးနူးညံ့တဲ့အတန်နဲ့ပြောက်လိုက်ပါရင်ဒါကမမို့ပန်းပွင့်ရွာပါသူကပြောရင်ကျွဲမထိုင်ပြီးရွာတွေကိုဝင်သွားပါရင်ခလေးတချင်းတန်အားလည်းဆက်ပြီးတော့ကြားနေရပါရင်ဝလင်းကတပင်းကိုချလိုက်ပါရင်ခလေးတချင်းတန်ကိုကြားတော့သူ့ရဲ့စိတ်ထဲမှာဝင်းနေမှုတစ်ခုကပေါ်လာပါရင်သူကတူတူလေးပြောက်လိုက်ပါရင်မောင်မိုက်လာကြောင်းကောင်းကင်တောင်အောက်ကရွာ ဒါဟုတ်မှာပါတိတ်ဆုံးသွားတဲ့မိတ်ဆွေတယောက်ရဲ့အိမ်ပြန်ချင်တဲ့တောင်းတမှုကဝန်လင်းရဲ့နားထဲမှာပြတင်ထန်းနေပါတယ်။ငါရဲ့ရိုးပြောက်ကိုမဟာမိတ်ကျေစုစနစ်ထရာမှောင်မိုင်းလာချိုကို ပြန်ယူသွားပေးပါ။ကောင်းကင်တောင်ဆိုတဲ့တောင်တလုံးဟာရှိတယ်။တောင်အုပ်မှာရွာလေးတွေ့ဟာရှိတယ်လို့ငါမှတ်မိတယ်။ငါရဲ့ရိုးပြောက်ကိုအဲ့ယူယူသွားပေးပါ။မမုံပန်းပွင့်ရရဲ့ကီလိုမီတာအနေငယ်အပြင်ဘက်မှာတင်းကျိုင်းမြေတစ်ခုဟာရှိပါတယ်ဝလင်ရဲ့ပုံရင်ကထုံနေရာမှာပေါ်လာပါတယ်သူရှိကတင်းကျိုင်းမြေကိုကြည့်ပြီးအတော်ကြာစဉ်းစားပြီးရဲ့တော့သူကတူလောင်အိတ်ကိုပို့လိုက်ပါတယ် သူ့ရဲ့လက်ထဲမှာဖြူခွေးနေတဲ့ကြောက်စင်းပလင်းတစ်လုံးကလည်းပေါ်လာပါတယ်ပလင်းလေးကိုကရင်ဝလင်းကတပင်းကိုချပြီးပြောလိုက်ပါတယ်စွန်ထိုင်ငါတို့ရဲ့ကြာအညိုတရာပြီးဆုံးသွားပြီမင်းရဲ့အရိုးပြောက်ကိုအင်ပြန်ပူပေးမယ်ဆိုတဲ့ငါရဲ့ခရီးကိုလည်းမင်းရဲ့အရိုးပြောက်ကိုအင်ပြန်ပူပေးမယ်ဆိုတဲ့ငါရဲ့ခရီးကိုလည်းငါတီးခဲ့ပြီးပြီ သူကပြောလိုက်တာနဲ့ပလင်းလေးရသူ့လိုလိုရှေ့ကိုပြန်သွားပြီးဝေးတဲ့နေရာမြေကြီးထဲကိုဝင်သွားပါတယ်ပြီးတော့မြေပုံလေးတစ်ခုကဖြည်းဖြည်းချင်းဖြစ်လာပါတယ်သူရဲ့လက်ကိုဝင်ရလိုက်ပြီးလက်ချောင်းနဲ့ထွန်းထုလိုက်ပါတယ်အလင်းနဲ့နေရာဖြည်းဖြည်းသွားတဲ့ချိန်မှာဝလင်ကအလှဆင်ထားတဲ့ကြောက်တိုင်တစ်ခုကိုဆက်လုံးအနေငယ်နဲ့တူထွန်းထုလိုက်ပါတယ်စွန်ထန်ရဲ့တင်ကြိုင်းငါတို့ချင်းချင်းသူတွေအတွက်နှစ်တရာ နှစ်တထောင်ဆိုတာမျက်စိတမိတ်အတွင်းလိုပဲဆွေမျိုးအများစုကကွယ်လွန်သွားပြီးကြံရှိနေတဲ့သူတွေကလည်းဝေးကွာသွားပြီးကျင်းကြံချင်းလမ်းကိုရှောက်လန်းလိုက်တာနဲ့ခက်ခဲတဲ့ဘဝကိုရောက်ရှိသွားပြီးကျင်းကြံချင်းလမ်းပို့ကိုရောက်နေတဲ့အခါနောက်ကိုပြန်လဲကြည့်ရင်မင်းရဘယ်ရလာလဲဆိုတော့မမြင်ရတော့ဘူးရှေ့ရလမ်းကိုကြည့်မယ်ဆိုရင်လည်းမြူရီရဲ့ဂျာမာလမ်းပြောင်းနေတယ်ဝယ်လင်းကစွန်ထိုင်ရဲ့တင်ကျန်းကိုကြည့်ရင်တပင်းကိုချလိုက်ပြီးနောင်သားရီနဲ့ပြည်နေတဲ့မျက်လုံးနဲ့ကြည့်လိုက်ပါလေမင်းရတိုင်းတစ်ပါးမှာတည်ဆုံးသွားပြီမင်းရဲ့အရိုးပြောင်းကိုအိမ်ပြန်ပို့ပေးနိုင်ခဲ့တယ် ငါတည်ဆုံးသွားတဲ့တနေ့ကိုရောက်လာမယ်ဆိုရင်ငါ့ကိုဟင်းတာပရာဂျိုကိုပြန်ပို့ပေးနိုင်မယ်လူကရှိပါမလားဝယ်လင်ကတိတ်တဆိတ်နဲ့စဉ်းစားပြီးထွက်သွားပါတယ်ဒါကကြံကြမှာပဲဝယ်လင်ရဲ့ခြေလန်းနေရမရက်ပဲတဖြည်းဖြည်းနဲ့ပြက်ကွယ်သွားပါတယ်သူကရင်ခလေးချင်းတန်နေရသူ့ရဲ့နှလုံးသားထဲမှာဆွဲထင်းနေပါတယ်မမုံပန်းပင်ဟာပန်းဖြူတွေပွင့်တယ်ကြင်ကြံချင်းကြင်ကြံချင်းလူသားတွေဟာမတိမျိုးဖြစ်ချင်းကြပြီးကြင်ကြံချင်းကဘာတွေကိုဝင်ချင်းကြတယ်ဒါပေမဲ့ကျဉ်းဉဏ်သူတွေဘလောက်များများလူသားဆန်တဲ့တမန်ဘွားကိုအားကြလူချင်းနေလဲဆိုတာသူတို့ကမသိကြဘူး စွန်ထိုင်လူတိုင်းတစ်ပါးမှာတည်ဆုံးပြီးအယိုးပြလေနဲ့အတူပြန်ကျဲသွားတဲ့အင်ကိုပြန်မြောက်တည်တဲ့လူတွေဘလောက်မများအောင်ရှိလိုက်ကြမလဲမိဘတွေဆွေမျိုးတွေရာလဲတည်ခံနည်းချိန်မှတော့တာသမီတွေနဲ့မတွေ့နိုင်ကြဘူးနောက်တစ်ချိန်သာရွေးချယ်ခွင့်ရကြမယ်ဆိုရင်သူတို့ကကျင့်ကြံသူဖြစ်ဖို့အတွက်ကိုခြိလှမ်းလှမ်းကြဦးမလားကလေးတစ်ချင်းတွေရာမျိုးဆက်တွေရဲ့ခါတီမှုကနေဖြစ်ပေါ်လာတာကလေးကဘာအကြောင်းကိုစုနေလဲဆိုတာပြင်ပလူတွေကနားမလည်နိုင်ပေမဲ့ ချင်းချင်းသူတွေကသူတို့ရဲ့နှလုံးသားထဲမှာဝမ်းနည်းမှုကိုခံစားနိုင်တယ်။အဲ့ဒီကလေးရဲ့တခြင်းနဲ့မယ်ဟာမချင်းချင်နဲ့ပဲဖြစ်ရမယ်။ဝမ်းလေးရဲ့ပုံရင်ကကဘာနဲ့ပေါင်းစည်းတဲ့အခါပြက်ကွက်သွားပါလေ။ဒူဝရင်ကလေးတခြင်းတန်နဲ့ဝမ်းနည်းမှုကတော့ကျန်ရှိနေပါလေ။ဝမ်းလင်းကကျယ်ရည်ရဲ့ခြေကိုဖျက်ဆန်းသွားပါလေ။သူ့ရဲ့ခန္ဓာကိုယ်မှာနောင်တရအပြေရရှိနေပါလေ။သူ့ရဲ့ခရီးရတိုးတောင်းပေမဲ့ခံစားချက်ကသူနဲ့အတူကပ်ပလာပါလေ။အနောက်ပိုင်းဒေသနဲ့မြောက်ပိုင်းဒေသကြားနေရာမှာကောင်းကင်တခွင်ချင်းချင်းသူတွေအတွက် ဂျာခန့်နေမိတစ်ခုဖြစ်လာပါတယ်တိုက်ပွဲဖြစ်တဲ့နေရာအနားမှာချင်းကျန့်ချင်းဂျိုးတစ်ခုကရှိပါတယ်ထိုချင်းကျန့်ချင်းဂျိုးကအတော်လေးဥမာကောင်းမွန်တဲ့အခြေအနေမှာရှိနေပြီးဝဉင့်ဆွမ်းရင်တိတ်မကြံပေမဲ့လီဝန်စီကဂိမဆိုင်ပါဘူးလီဝန်စီကဂျိုးပေါ်ကတောက်ထဲတစ်ခုမှရင်းနေပါတယ်သူ့ရဲ့ဘေးမှာမှိုင်းညူတဲ့မျက်နှာနဲ့လူငယ်တယောက်ကလည်းရှိနေပါတယ်သူကထိုနေရာမှာထိုင်နေပေမဲ့ရစုံတစ်ခုကိုစောင့်နေတယ်လို့အဝေးကိုကြည့်နေပါတယ် ဝလင်ကားသာထုံနေရာမှာရှိရင်ကြီးမားတဲ့တိုက်ပွဲမှာတေလူမတက်ဖြစ်ခဲ့တဲ့ရှူတင်းကိုမှတ်မိပါလိမ့်မယ်။လီဂန်စီရဲ့ပလက်မှာတွေးကြည့်73ခုကလည်းရှိပါတယ်။ထိုရာတွေးကြည့်73ခုကကြံခဲ့တဲ့လူဖူးတွေပါ။ ထိုနေရာမှာကောင်းကင်တခွင်ကြီးညံ့သူတိတ်ပြီးတော့မများလာပါဘူးလူနိုင်ငံရပဲရှိပြီးလီဗန်စီကတော့ခေါင်းဆောင်ပါသူကထိုနေရာမှာရှိနေတာလူဖူ73ခုကမဟာမိတ်တပ်တွေကိုနောက်ထပ်တိုက်ခိုက်မှုတွေမလုံနိုင်အောင်လို့တားဆီးထားလို့ပါသူရဲ့ဝိညာဉ်အာယုံကလူဖူ73ယောက်ကနေတဆင်ဖျန့်ချက်ထားတာကြောင့်သူရဲ့ဝိညာဉ်အာယုံကပုံမှန်ထက်ပိုပြီးတော့ဝေးကိုရောက်နိုင်ပါတယ်ထိုဒေတာထေကဘသူကမှသူရဲ့ဝိညာဉ်အာယုံကနေမလွတ်မြောက်နိုင်ပါဘူးဝလင်ရဲ့ပုံရင်ကလိုင်းနေရနေထွက်လာပါတယ်သူကထိုချင်းချင်ချင်းချိုးကိုလီဗန်စီကိုရှာဖို့အတွက်ရောက်လာပါတယ်ထိုရာသူကလှုပ်ဆောင်ရမယ့်ဒုတိယကိစ္စပါ လီယာနေထေကိုဝင်ခင်ကဝင်လင်းစီကိုဝင်းညင်သတင်းစကားတစ်ခုရောက်လာပြီးပို့လိုက်တဲ့သူကတော့လီယွမ်စီပါတောင်ထိတ်မှထိုင်နေတဲ့လီယွမ်စီကဖိဖိချင်းမျိုးလုံးကိုဖင်လိုက်ပါတယ်သူကမျိုးလုံးကိုဖင်လိုက်တာနဲ့တွေးကြည့်စသုံးခုကတုန်ခါသွားပြီးတွေးကြည့်စသုံးခုပေါ်မှာအနီရောမျိုးလုံးစသုံးစုံကပေါ်လာပါတယ်အာလုံကတဏျာထဲကိုစိုက်ကြည့်နေပြီးထိုးရအကြောက်အာကုန်းတဲ့ဖီယာတစ်ခုကလည်းဖြစ်လာပါတယ်ကျဲတေယုံအောင်ပြုတ်ကွဲစီနိုင်တဲ့နီးပညာတစ်ခုကလည်းဖြစ်ပေါ်လာပါတယ်လီယွမ်စီကမှိဖြော့ပြုံးလိုက်ပြီးဖိဖိချင်းပြောလိုက်ပါတယ် မင်းရရောက်လာပြီပဲသူရဲ့ကျင့်ကြံမှုနဲ့ဝန်လေးမှပြောင်းလဲမှုအချို့ကရှိနေတာကိုသူကမြင်နိုင်ပေမဲ့ထောက်ပြတာမျိုးမေကွန်းထုတ်တာမျိုးမလုပ်ပါဘူးဘာလို့လဲဆိုတော့သူကမိရောက်တခင်လောက်ဝန်မြင်နိုင်လို့ပါရှူတင်ရဲ့မျိုးလုံးလေးမှာအစ်ဆက်မှုရဲရောက်နေရလေဖြစ်ပြီးသွားပါတယ်သူကဝန်လေးကိုနှာခေါင်းရှို့လိုက်ပြီးသူရဲ့တဖက်ချင်တဲ့စိတ်ဝင်ဖုံးကွဲပင်နဲ့ဝန်လေးကိုစိုက်ကြည့်နေပါတယ်ဝန်လေးရဲ့ပုံရင်ကအနီအောင်မျိုးလုံးဆက်တော်လုံးရဲ့အကြည့်အောင်မှာပေါ်လာပါတယ်သူရဲ့မျက်နှာကဘာခံစားချက်မရောက်မပြပဲဖီအားသူ့ကိုဘာမှမထိခိုက်သလိုပါပဲရှူတင်ကိုလည်းသူကလေးလိုရှူလာပါတယ်သူကလီဗန်စီကိုကြည့်ပြီးတော့ပြောလိုက်ပါတယ် ရှူမူကကြီးကဲလီဗန်စီကိုဂါရဝဖြူပါတယ်လီဗန်စီကသူ့ရဲ့လက်ကိုဝင်ရလိုက်တော့သွေးကြီးတွေပေါ်ကနီအောင်မျိုးလုံးတွေကပြက်ကွက်သွားပြီးဖီအားတွေကလည်းပြက်ကွက်သွားပါတယ်ဝလင်းရဲ့မျက်နှာမှာဘာမှပြောင်းလဲပဲတောင်ထိပ်ပေါ်ကိုဆင်းသက်လာပြီးရှူတင်းရဲ့တစ်ဖက်မှာရက်လိုက်ပါတယ်ရှူတင်းကလည်းအော်လိုက်ပါတယ်ရှူမူမင်း စူညံလုံးနဲ့ဝလင်ကရှူတင်ကိုအစ်ဆက်ဆွာနဲ့ကြိလိုက်ပါတယ်ထိုကြည့်ရရှူတင်ရဲ့မျက်လုံးလေးကိုထဘောဝင်ရောက်သွားတဲ့တချုံတချောင်းလို့ပဲရှူတင်ရဲ့စိတ်ထဲမှာပောက်ကွက်တက်တစ်ခုဟာကြားလိုက်ရပြီသူ့ရဲ့မျက်နှာအတော်လေးကိုမှပြောင်းလဲသွားပါတယ်သူ့ရဲ့စိတ်ကလည်းတုန်လို့သွားပြီသူ့ရဲ့ခန္ဓာတစ်ခုလုံးကအားနေသွားပါတယ်ဝလင်ရဲ့စကားတွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကသွေးစီးနှုန်းကိုပြောင်းမြက်ဖြစ်စေပြီးသူ့ရဲ့ကောင်းကင်မူလစွမ်းရည်ကိုပြုတ်ကွဲစေနိုင်တဲ့တစ်ခုခုဟာပါဝင်နေသလိုပါပဲထိုအချိန်မှာသူ့ရဲ့နှလုံးခုန်တန်းလွယ်လို့အခြားအတန်အာလုံးကပြက်ကွက်သွားပါတယ်သူ့ရဲ့နှလုံးခုန်လုံးကလည်းမြန်လာပြီးချွေးရည်ရမနာတမ်းကျလာ ပါတယ်။သူ့ရဲ့အမြင်အရဝလင်ကိုရင်ဆိုင်ရတာသူ့ရဲ့မိသားစုအကြီးအကဲတယောက်ကိုရင်ဆိုင်ရတယ်လို့ပါပဲ။သူ့မှာလုံးဝခုခံနိုင်စွမ်းမရှိပါဘူး။သူ့ကိုပို့ပြီးတော့ကြောင်းရင်းစီတာကောင်းရင်အစွမ်းထက်အစာပေါင်းများစွာပို့ပြီးတော့အကောင်းတဲ့အချိန်မှာပါ။သူ့ရဲ့ခန္ဓာကိုယ်ကတွန်ခါနေတဲ့အချိန်မှာသူကအီယာမလူတယောက်ရဲ့ခြေအောက်မှာရှိနေတယ်လို့ခံစားရပါတယ်။ထိုအီယာမလူကအွန်လိုင်းရင်သူ့ရဲ့ခန္ဓာကိုယ်နဲ့မူလဝိညာဉ်ကလုံးဝပြိုကွဲသွားပါလိမ့်မယ်။သူရဘော့ကိုအန်ထုတ်လိုက်ပြီးရဲ့နောက်ရှူတင်းကကြောင်းမှုတွေနဲ့ပြည့်နေသွားပါလိမ့်။သူကဝန်လင်းကိုစိုက်ချင်ရင်နောက်ဆုတ်သွားပေမယ့်သူ့ရဲ့စိတ်ထဲမှာဘာမှမရှိတော့ပါဘူး။ ာလို့ဒီလိုဖိရလဲဆိုတာသူကနားမလည်နိုင်ပါဘူးလီယွမ်စီရဲ့မျက်လုံးတွေကလည်းတောက်ပသွားပြီးအမိန်နှိမ့်တန့်ကိုပြုတ်လိုက်ပါတယ်ပြီးတော့ဝလင်းကိုကြည့်တဲ့အချီကလေးနဲ့သွားပါတယ်ဝလင်းကရှူတင်းကိုမကြည့်တော့ပဲလီယွမ်စီကိုကြည့်ပြီးတင်းငိန်စွာနဲ့ပြောလိုက်ပါတယ်အချီကရဂျူနီယာကိုဘာကြောက်ခေါ်လဲဆိုတာသိချင်ပါတယ်ဝလင်းရဲ့အတန်တင်းငိန်ပေမဲ့ထိုးရလီယွမ်စီကိုပို့ပြီးတော့လေးနဲ့သွားစေပါတယ်သူကဝလင်းကိုတမန်ဂျူနီယာတယောက်လုံးမကြည့်တော့ပါဘူးထိုးရဝလင်းလူချင်းနဲ့အချိုးတက်ရောက်မှုပါ သူကတောင်းအောင်လှုပ်ပြီးကြောက်သတိပေးနေတာပါ။သူ့ရဲ့ဉာဏ်ပညာနဲ့လီယွမ်စီကသူ့ကိုဘာလို့ရှာလဲဆိုတော့သူကမသိပဲမနေပါဘူး။အရင်တော့ကသူ့မှာတောင်းဆိုချက်တွေကိုလှုပ်ဖို့အတွက်အရေးချင်းမရှိပေမဲ့အခုကတော့ရှိနေပါပြီ။ကောင်းကင်ပေးရဲ့ဘွဲတော်ကဒီဖိုးကြီးရမင်းကိုကျမ်းမိသားစုရဲ့တိုက်ပွဲစာလေးကိုကြီးကွင်ပေးခဲ့တယ်။မင်းကိုဒုရီယာစာလေးကိုကြီးကွင်ပေးမယ်လို့လည်းခရီးပေးခဲ့တယ်။ဒီနေ့မင်းနဲ့ရှူတင်းကိုခေါ်ရတာအဲ့ဒါကိုကြည့်ဖို့ပဲ။ လီယန်စီကပြောရင်သူ့ရဲ့လက်ကိုမြှောက်ပြီးလီဟန်နေကိုလှမ်းလိုက်ပါတယ်စုပ်ပဲတန့်တစ်ခုကလည်းထွက်လာပြီးအကွဲကြောင်းတစ်ခုကပေါ်လာပါတယ်အကွဲကြောင်းနေထဲကနေအနေရောက်အလင်းတစ်ခုကလည်းထွက်လာပါတယ်အနေရောက်အလင်းနဲ့ဝင်းရံထားတဲ့အနေရောက်စားလေးတစ်ခုပါထိုရာလီယန်စီရဲ့လက်စီကိုပြန်တန်းလာပြီးထိုနေရာမှာမျောနေပါတယ်ဒါငါရဲ့ကျမ်းမီသားစုရဲ့တိုက်ပွဲစားလေး၃ခုထဲကဒုတိယစားလေးပဲလီယန်စီကသူ့ရဲ့လက်ဝင်းနဲ့ရှေ့ကိုပြစ်လိုက်ပြီးမျောလင်းချက်အချုံနဲ့ဝလင်းကိုကြည့်လိုက်ပါတယ်ဝလင်းကကျမ်းတိုက်ပွဲရဲ့စားလေးကိုလက်နဲ့စုပ်ကန့်လိုက်ပြီးမဖွင့်ပါဘူးသူကလီယန်စီကိုပြုံးပြီးတော့ပြောလိုက်ပါတယ် အကြီးကဲလီယွမ်စီဂျူနီယာကဒီဒုတိယတိုက်ပွဲစလေကိုအလကားတော့မကြည့်နိုင်ပါဘူးလီယွမ်စီကဝက်လင်းကိုကြည့်တော့သူ့ရဲ့မျက်နှာကမှိုက်ညွတ်သွားပါတယ်ဒူဝါရင်ဝက်လင်းရဲ့ဟိန်းတန်းကိုပြန်ပြီးတော့အမှတ်ရပြီးခဏနေတော့သူကရင်မောလိုက်ပါတယ်ရှူမှုမင်းမတတိယရှိနေရပဲမင်းကဘာလို့လိုချင်တာလဲပြောဝက်လင်းကလူဖူ73ယောက်ကိုလူညုံနဲ့ထိုးပြီးတင်ငင်ဆောင်နဲ့ပြောလိုက်ပါတယ် ဂျူနီယာဒုတိယစာလိတ်ကိုကြည့်ရတဲ့အတွက်လိုဖူတယောက်ကိုလိုချင်ပါတယ်။လီယွမ်စီကလည်းတိတ်တဆိတ်နဲ့စဉ်းစားရင်ရဲတယ်လို့မရဲတယ်လို့မျက်နှာနဲ့ပြောလိုက်ပါတယ်။ဒါမင်းရောက်ယူလို့ရတဲ့ရတနာမျိုးလား။ဝယ်လင်းကလည်းမိဖပြောပြုံးလိုက်ပြီမဲ့မဖြေပါဘူး။ထိုအစားသူကပြောလိုက်ပါတယ်။ဂျူနီယာကျွန်တော်အကိုကြီးနဲ့ချိန်တာတယ်။ရဲနေငယ်နေသူကကျွန်တော်ကိုလာရှာပြီးနေရာတစ်ခုကိုအတူသွားကြမလို့။လီယွမ်စီကဝယ်လင်းကိုစိတ်ဝိနစားနဲ့ကြည့်ရင်ရဲရင်နဲ့ပြောလိုက်ပါတယ်။ရတယ် ငါမင်းကိုတယောက်ကိုပေးလိုက်မယ်ပြောပြောဆိုနေသူ့ရဲ့လက်ကလီဟာနေစီကိုလှမ်းလိုက်တော့တွေးကြည့်တခုကဆင်းလာပါတယ်ထိုရာမြန်ဆန်တဲ့လက်သီးဆုပ်ရွယ်ဖြစ်လာပြီးဝလင်းစီကိုမျောလာပါတယ် ဝလင်ကဂျူရဆိုင်ထဲယူလိုက်ပြီးစစ်ဆေးပြီးရင်တော့သူ့ရဲ့အိတ်ထဲကိုထည့်လိုက်ပါတယ်လီယွမ်စီကပြောလိုက်ပါတယ်အခုမင်းကကြည့်လို့ရပြီဒူးမိုဂျိုကောင်းရဲ့အရှင်ရှူတင်ရကံကောင်းခြင်းအခွင့်အရေးအတွက်ကျွန်တော်နဲ့အတူကြည့်မယ်ဆိုရင်ရှူတင်ရအရင်ကြည့်တင်ပါတယ်ဘာလို့လဲဆိုတော့သူကပြီးခဲ့တဲ့တစ်ခေါက်လုံးကလည်းအရင်ကြည့်ခဲ့တာပဲဝလင်ကစာလိတ်ကိုရှူတင်စီကိုပြပြလိုက်ပါတယ်ရှူတင်ရဲ့တုန်ခါနေတဲ့စိတ်ကပြန်မကောင်းသေးပေမဲ့သူကအလိုလျောက်ဖမ်းယူလိုက်ပါတယ်သူကစာလိတ်ကိုဖွင့်လိုက်တော့အထက်ရနေမိုဂျိုပစ်တန်လိုကြောင်မဖွဲ့ရအတန်တစ်ခုက ရုတ်တရက်ထွက်လာပါတယ်လီဟာနဲ့ထက်ရနေအကောင်နဲ့တိုက်ပွဲဆန္ဒတစ်ခုကလည်း ည်းပေါ်လာပြီးရှူတင်းစီကိုဆင်းသက်လာပါတယ်ရှူတင်းရဲ့ခန္ဓာကိုယ်ကလည်းတုန်ခေါက်သွားပြီးကြောင်မုတ်ဖွေရလေတစ်ချက်ကတိုက်ခတ်သွားသလိုခံစားလိုက်ရပါတယ်ရှေးခေသားရဲ့ကောင်ကစိတ်ခတ်ထားပြီးအခုတစိမ့်ပြေသွားတော့ဒေါသတွေနဲ့အတူသူ့ကိုဝါမျက်ဖို့အတွက်ထွက်လာသလိုပါပဲလီဝန်စီရဲ့မျက်နှာမှာစိုးရိမ်မှုအချို့ကလည်းပေါ်လာပါတယ်သူ့ရဲ့ကျဉ်ကျဉ်မှုအတက်ရွယ်နဲ့ဒီလိုစိုးရိမ်တဲ့ပုံစံပြတာရှားပါတယ်သူမိသားစုတွေကပါရမီရှိသူဘလောက်မင်များပထမစာလေးကိုကြီးနိုင်ပေမဲ့ဒုတိယစာလေးကိုလုံးဝမဖွင့်ခင်ပါတယ်စိတ်ကူးရင်လိုမရတဲ့တိုက်ပွဲစာနာကိုမခံနိုင်ပဲဖြစ်သွားလဲဆိုတာသူကသိပါတယ် ိတ်မဆိုးတဲ့အကျိုးဆက်အရတော့ပင်ထန်းစွာနဲ့ဒဏ်ရာရပြီးမတန်မဆန်းဖြစ်သွားတာပါပို့ပြီးတော့ဆိုးွားတဲ့အကျိုးဆက်အရတော့မူလဝိညာဉ်အားပျက်စီးသွားတာပါ ီယန်စီကသူတို့မြင်တွေ့ခံစားရတာစိတ်ရဲ့အကန့်အသတ်ကိုကျော်လွန်နေပြီဆိုတာသိပါတယ်ဒုတိယစာလေးကိုဖွင့်နိုင်တဲ့လူကအနေငယ်ပဲရှိပါတယ်ထို့ကဲ့သို့ဖွင့်နိုင်တဲ့သူတွေမှာတော့စာလေးအနေငယ်ကိုပဲဖွင့်နိုင်ကြပါတယ်မျိုးဆက်ပုံများစွာအတွင်ဒုတိယစာလေးကိုလုံးဝဖွင့်နိုင်တဲ့သူကသူ့အပါဝင်၃ယောက်ပဲရှိပါတယ်ထို့၃ယောက်ကပဲဒုတိယစာလေးကိုဖွင့်နိုင်ကြပါတယ်ရှူတင်ရဲ့မျက်နှာကတေလူလိုဖြူဖြောနေပြီးသူ့ရဲ့ခန္ဓာကိုယ်ကတုန်ခါနေပါတယ်ချွေးတွေအများကြီးကလည်းထွက်နေပါတယ်သူ့ရဲ့မျက်လုံးတွေကမှုန်ဝါနေပြီးအနေငယ်ပဲပွင့်နေတဲ့စာလေးကိုကြည့်လိုက်ပါတယ်စာလေးရဲ့တင်းငဲ့တဲ့အပွင့်အားနေကြမ်းတမ်းတဲ့အချိန်ကတခုကထွက်လာပြီး သူ့ဝါမျက်ဖို့အတွက်စူးစမ်းနေသလိုခံစားရပါတယ်။ထိုအရာသူ့ရဲ့ရင်ဘတ်ထဲမှာတခခုကဖိနှိပ်ထားသလိုခံစားရစီပါတယ်။သူကအဟစ်ပြီးထုတ်ပြချင်သလိုပဲအတန်မထွက်နိုင်ပါဘူး။ရှီခိကကနေထွက်ပေါ်လာတဲ့အော်တန်တခုကသူ့ရဲ့နားထဲမှာပိတ်နေထမ်းနေပါတယ်။ပြီးတော့ပင်ထန်တဲ့လီတစ်ချက်ကသူ့ကိုတိုက်ခတ်လာတဲ့အကြောင်းသူ့ရဲ့ဝက်စားတွေနဲ့စပင်တွေကလွင့်ပြန်သွားပါတယ်။သူကတွေ့နေပြီးသူကဆိုင်းလုံးနေတဲ့ကြားမှာရုံကန့်နေတဲ့လေတစင်းလိုထင်အောင်ထင်မှားဖြစ်နေပါတယ်။ဒူဝါရင်ရှူတင်းကဒုံလင်းချိုကရှူမီသားစုရဲ့ပါရမီရှိတဲ့ဂျူနီယာတယောက်ပါ။သူကကောင်းကင်ရေကန်ကိုဝင်ရောက်ခဲ့ပြီးသူ့ရဲ့နယ်ပယ်ကရေပျော်သွား ပေမဲ့ကောင်းကင်မူလဆွမ်းအင်ကိုရရှိခဲ့ပါတယ်ရှေးခေချင်းချင်းရဲ့ကဘာမှာဆိုရင်သူကစစ်မှန်တဲ့ကောင်းကင်ပုံသားဖြစ်ပါလိမ့်မယ်ယခုချိန်မှာသူကနှဆိုင်စွာနဲ့ရှူသွင်းလိုက်ပြီးသူ့ရဲ့မျက်လုံးတွေကတောက်ပသွားပါတယ်ထို့အချိန်မှာသူ့ရဲ့နှလုံးသားတွေကကြောမှုကိုဖိနှိပ်ရင်စာလေးကိုစိုက်ကြည့်ပြီးတွန်ခွာနေတဲ့လက်တွေနဲ့ဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်ထိုမြေကွင်းကျောက်လီဝန်စီရဲ့မျက်လုံးတွေကတောက်ပသွားပြီးချီချူးတဲ့ရဲရောင်တွေကပေါ်လာပါတယ်သူကတွေးလိုက်ပါတယ်ရှူတင်းရပထမစာလေးကို၄စက္ကန့်နဲ့နားလိုက်နိုင်တဲ့ကြီးညက်သူအနေငယ်ထဲကတယောက် သူ့လိုကျင့်ကြံသူကဒုရီယာစာလေးကိုဖွင့်တဲ့အခါ၄၀ရာခိုင်နှုန်းပဲဖွင့်နိုင်ကြတယ် ူကဘယ်လောက်ထိဖွင့်နိုင်မလဲဆိုတော့မသိဘူး။ဝယ်လင်ရဲ့မျက်နှာမှာတော့ဗတ်ခန်စားချမ်းပေါ့ကိုမပြပဲရှူတင်းကိုအိဆက်ဆောင်နဲ့စိုက်ချင်းနေပါတယ်။ရှူတင်းရဲ့လက်တွေကပူပြင်းထန်စွာနဲ့တုံခါလာပါတယ်။သူကစာလေးတွေကိုနည်းနည်းပူဖွင့်လိုက်တိုင်းကြမ်းတမ်းတဲ့အချိန်မှာပူပြီးတော့ပြင်းထန်လာပါတယ်။သူကရှေးအောင်တာရဲတခေါင်ကိုလက်ထဲမှကင်နာပြီးဒစဲကိုဖိတ်ပြီးသူ့ကိုဝါမျိုးခိုင်းတော့မဲ့အခြေအနေလိုခံစားရပါတယ်။အချိန်ကဖြည်းဖြည်းချင်းကုန်ဆုံးသွားတဲ့အချိန်မှာရှူတင်းရဲ့တုံခါနေရဲ့လက်တွေကစာလေးကိုပူပူပြီးတော့ဖွင့်လာပါတယ်။သူ့ရဲ့ဝစားတွေကလည်းချွေးများရွှဲနေပြီးသူ့ရဲ့မျက်နှာကဖြူဖြောင်းနေပါတယ်။ရှူတင်းကတိုက်ပွဲစာလေး၄၀ရာခိုင်နှုန်းလောက်ကိုဖွင့်လိုက်ပြီး တိုက်ပွဲဆလိထေရတိုက်ပွဲဆနာရန်ဥမပြင်းထန်နေပါပြီ။မှုန်တိုင်းတစ်ခုကလည်းပေါ်လာပြီးတိုက်ခတ်သွားအကြောင်းဒတိုင်းတိုင်းမိဟင်းသွားပါတယ်။ဆလိထေရနဲ့အနေရောက်လင်းတစ်ခုကထွက်လာပြီးရှူတင်းကိုဖုံးလွှမ်းသွားပါတယ်။ ရှူတင်ရဲ့စိတ်ကတုန်ခါသွားပြီမဲ့သူ့ရဲ့နှလုံးသားထဲမှာမလျှော့တဲ့အားတစ်ခုကပေါ်လာပါတယ်။သူကသွားမရအောင်အကြိတ်ထားရင်ကောင်းကင်မူလဆွမ်းအင်ကိုစူးစီးပြီးစာလေးကိုရဲဆန်းနဲ့ဖြန့်ချလိုက်ပါတယ်။စာလေးရဲ့80ရာခိုင်နှုန်းလောက်ကိုဖင်လိုက်တဲ့အချိန်မှာဒုံးဆိုတဲ့အတန်တစ်ခုကထွက်လာပါတယ်။လီဗန်စီကရုတ်တရက်ထားလိုက်ပြီးစိတ်ကူးရင်လိုမြန်းနိုင်တဲ့အန်တင်းမှုများပြင်းနေတဲ့မျိုးလုံးများနဲ့ကြီးလိုက်ပါတယ်။တိုက်ပွဲစာလေး80ရာခိုင်နှုန်းကပွင့်သွားတဲ့အချိန်မှာအထက်ကနေတားရဲအော်တန်တစ်ခုကထွက်လာပါတယ်။အနေအောင်မြူတဲ့အများကြီးကလည်းထွက်လာပြီးရှူတင်ကိုဝါမြဖို့အတွက်ကြိုးစားနေတဲ့အီယာမတားရဲတစ်ခေါင်အဖြစ်ပြောင်းလဲသွားပါတယ်။ တင်းနောက်ဆန်းလီယွမ်စီရဲ့မျိုးလုံးတွေအားမျှော်လင့်ချက်ရှိနေပါတယ် ရှူတင်ရဲ့ခန္ဓာကိုယ်ကလည်းတုန်ခေါက်သွားပါတယ်။ကြမ်းတမ်းတဲ့တားရဲကသူ့ဆီကိုတွန်းဝင်လာတဲ့အချိန်မှာသူကသွေးများအထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကလွတ်ထွက်သွားပါတယ်။ပောက်ကွဲတန်တွေကလည်းထွက်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကနေသွေးတွေအများကြီးကထွက်လာပါတယ်။သူကဝမ်းနဲ့ဆော်နဲ့ပြုံးလိုက်ပြီးပေတရာကျောအကွာကိုဒုံးဆုပ်ပြီးတော့လွင့်ကျသွားပါတယ်။တိုက်ပွဲဆာလေးကလည်းချက်ချင်းပိတ်သွားပြီးလီထဲမှာမျောနေပါတယ်။ဂူနာမြင်ကွင်းကဘာမှဖြစ်ခဲ့သလိုပါပဲ။လီဝန်စီကတပင်းကိုချလိုက်ပါတယ်။ရှူတင်ကဆာလေးရဲ့80%အကန့်လုံးဖွင့်နိုင်ခဲ့ပါတယ်။တိုက်ပွဲဆာလေးထဲကတားရဲကိုခုခံနိုင်စွမ်းမရှိပေမဲ့မျိုးဆက်ပေါ်များစွာအတွင်းတိုက်ပွဲဆာလေးကိုဖွင့်ဖို့ စ조사ရဲ့လူတွေထဲမှာအလွန်အော်မှထူးထွန်တဲ့ပုံကူတယောက်ပါသူကလက်ကိုဝင်ရင်လိုက်တော့စာလေးကဝင်လင်းစီကိုပြန်သွားပါတယ်လီယွမ်စီကမှိုင်းညွှန်စွာနဲ့ပြောလိုက်ပါတယ်ရှုမှုအကူကမင်းလဲ့ပဲကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်